မင်္ဂလာပါခင်ဗျရကုခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှစ်လေးလုံးရေးတော်ပုံနဲ့နှွေးကူတော်လန်ရေးလှုပ်ရှားမှုတွေမှာလူတို့ကဆန္ဒရှင်စနစ်စန့်ကျင်ရေးအခြေခံမှုအပေါ်မှာခိုင်ခိုင်မာမာသားရဲ့ယက်တီတော်လန်နေစေဖြစ်တယ်လို့အင်ဂျီရိုက်သမရဒူဝါလက်ရှိလက်ကပြောလိုက်ပါတယ်ပကိုးတိုင်းကအုတ်ဖို့မြို့နယ်မှာ PDF ရဲဘော်တွေကိုပြည်သူတွေထင်ပြီးပေါ်တာဆွဲဖမ်းဆီးဖို့ကြိုးစားတယ်အကြဖက်စစ်ကောင်စီတပ်ကအရကံဘိုလှကြုံနဲ့တက်ချက်ကြီးညင်ညီမို့ဆိုသူတို့နှစ်ဦးပြည့်ခတ်ခံရပြီးနှစ်ဦးစလုံးသိမ်ကုန်ကြပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစ လူတို့ကဆန်နာရှင်စနစ်စန့်ကျင်ရေးအခြေခံမှုအပေါ်မှာခိုင်ခိုင်မာမာတသားတဲ့ယက်တီတော်လန်နေစေဖြစ်တယ်လို့ MG ရိုက်သမ္မတဒူဝါလက်ရှိလကပြောလိုက်ပါတယ်။ဒါကတော့ဒီကနေ့ဩဂုတ်လ၈ရက်နေ့မှာကြာရောက်တဲ့38နှစ်မြောက်ရှစ်လေးလုံးအရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားမှာ MG ရိုက်သမ္မတဒူဝါလက်ရှိလကပြောလိုက်တာပါ။ရှစ်လေးလုံးလူတို့ဒီမိုကရေစီအရေးတော်ပုံကစတင်ဖွဲ့စည်းတည်ပေးလိုက်တဲ့လူတို့တော်လန်ရေးတည်ဟာလက်ရှိຫນွေဦးတော်လန်ရေးအတွင်းမှာပါအ တန့်စင်ဆုံးမွေးဖွားကြီးပြင်းလာပြီးဖြစ်တဲ့အတွက်လက်ရှိနှွေးဦးတော်လန်ရေးကိုဝိုင်းဝန်းပြုစုပြုထောင်ပြီးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ်ထူထောင်နိုင်တဲ့အထိအားလုံးအတူတကွကြိုးစားအားထုတ်ကြဖို့လိုအပ်တယ်လို့လည်းတမနာကြီးကဆိုပါတယ်လက်ရှိစစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်တဲ့နေရာမှာလေဒေါ်လန်ရေးအင်အားစုတွေအနေနဲ့သမိုင်းကိုရုပ်ဆိုးအကြီးတန်းစီတဲ့အာနေချက်မျိုးတွေကိုအထူးအလေးနဲ့ထားစင်ကျင်သုံးသပ်ပြီး မတူညီတဲ့အခြေအနေတွေကိုနားလေသဘောပေါက်လက်ခံပြီးတာ ਨੇ အားလုံးအတူတကွစီစီလုံးလုံးတမိုင်းကိုတဆင့်မြင့်နိုင်မှုခြေလန်းအသက်တွေချက်ထွင်နိုင်ရမှာဖြစ်တယ်လို့လေ MG ရိုက်သမရဒူဝါလက်ရှိလက်ကပြောကြားတာပါတယ်မြန်မာနိုင်ငံမှာ1962ခုနှစ်မတ်လ2ရက်နေ့ကစပြီးဆန္ဒသိမ်းခဲ့တဲ့အာနာရှင်ဘူနေဝင်းကမဆာလာလို့ခေါ်တဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအဖြစ်တပါတီအာနာရှင်စနစ်နဲ့တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ရမှာအဲ့ဒီအာနာရှင်စနစ်ကြောင့်ပဲ ဒိုင်းမီမှာချွတ်ချုံကြဆင်းရဲမွဲတီခဲ့ရတဲ့ပြည်သူလူထုက1988ခုနှစ်အောက်လ10ရက်နေ့မှာရှစ်လေးလုံးအရေးတော်ပုံအနေနဲ့မဆလာတပါတီအာနာရှင်စနစ်ကိုစန့်ကျင်ပြီးဒီမိုကရေစီရရှိရေးတောင်းဆိုတိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုရှစ်လေးလုံးအရေးတော်ပုံကိုအကြမ်းဖက်စစ်ကောင်စီတပ်ကပြစ်ခတ်နှိမ်နှင်းခဲ့တဲ့အတွက်ပြည်သူလူထုပေါင်းများစွာတွေးမြေကြမှုတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မဆလာတပါတီအာနာရှင်စနစ်ချုပ်ငြိမ်းခဲ့ပြီးမြေ စစ်တပ်ကနောက်ကြိမ်ထပ်မံပြန်လည်အာဏာသိမ်းယူခဲ့တာပဲဖြစ်သလိုအခု2021ခုနှစ်အထိစစ်တပ်ကအာဏာသိမ်းတဲ့ဖြစ်စဉ်တွေဟာဆက်လက်ဖြစ်ပေါ်နေတာပဲဖြစ်ပါလိမ့်ခင်ဗျတစထဲမှာပဲအချက်ဖက်စကောင်စီတက်ကလုံခြုံရေးတင်းကျပ်ထားတဲ့ရန်ကုန်မြို့အပါဝင်မုံရွာစလင်းကြီးကနီစတဲ့မြို့နယ်တော်တော်များများနဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေအပါဝင်ဒီကနေ့ကြောက်တဲ့ဆန္ဒရှင်တော်လန်ကြီး39နှစ်မြောက်ရှစ်လေးလုံးအရေးတော်ပုံထိတဲ့ပိတ်လှူရှားမှုတွေ ြုတ်လုခဲ့ကြတယ်လို့သိရပါတယ်။ရုံမြမှာဆိုရင်ဒီကနေ့ရှစ်လေးလုံးတပိတ်လှူရှားမှုတွေပြုတ်လုမှာဆိုပြီးစစ်ကောင်စီတပ်ကလုံခြုံရေးတွေအထက်ထက်ချပြီးတော့လှည့်ကင်းကားတွေနဲ့ပါပတ်နေတဲ့ကြားကပဲဒီကနေ့ဩဂလ၈ရက်နေ့မှာကြောက်တဲ့ဆန္ဒရှင်တွန်လိုင်း38နှစ်မြောက်ရှစ်လေးလုံးရေးတော်ပုံထိတဲ့ပိတ်လှူရှားမှုကိုရုံမြရဲ့အထင်ကြီးနေရာအနှံ့ပြမှာရှစ်သင်္ကေတဆလုံးရေးဆွဲထားတဲ့ထီးတွေနဲ့ရန်ကုန်လူလူတပိတ် ရန်ကုန်တော်လန်ကြီးနောင်လေးပွဲနဲ့ရန်ကုန်မြို့နီပြည်သူတွေပူးပေါင်းပြီးဇာနာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူမုံရွာစလင်းကြီးကဏီစတဲ့မြို့နယ်ဘက်တွေအပြင်ပြည်ပရောက်မြန်မာနိုင်ငံသားတွေကလည်းဒီကနေ့ကြောက်တဲ့ဇာနာရှင်တော်လန်ကြီး38နှစ်မြောက်ရှစ်လေးလုံးအရေးတော်ပုံထိတဲ့ပိတ်လှုပ်ရှားမှုတွေကိုအသီးသီးပြုလုပ်ခဲ့ကြပါသေးတယ်။မြန်မာနိုင်ငံမှာရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကနေအခုဇာနာရှင်စန့်ကျင်ရေးຫນွေဦးတော်လန်ကြီးကာလအတွင်းထိ38နှစ်မြောက်ရောက်ရှိခဲ့တဲ့အောင်အဆက်ဆက်သောဇာနာရှင်တွေရဲ့ အကျံဖတ်ဖိနဲ့ရက်ဆက်မှုအောက်မှာအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်ပေါင်းများစွာဟာဆုံးရှုံးနေရဆဲဖြစ်တယ်လို့စစ်တပ်ကတော့သူတို့အာဏာဆက်လက်တည်မြဲရေးအတွက်ပြည်သူတွေကိုရန်သူတပွဲတပ်ဖြတ်ချိန်မှုန့်နေတဲ့ဖက်ဆက်ဆက်အာဏာရှင်စနစ်ကိုသာဆက်လက်အသက်သွင်းဖို့နှီးမျိုးစုံနဲ့လှုပ်ဆောင်နေတုံးပဲဖြစ်ပါတယ်ခင်ဗျာတဖက်မှာတော့ပကိုးတန်းကအုပ်ဖို့မြို့နယ်မှာ PDF ရဲဘော်တွေကိုပြည်သူတွေအထင်နဲ့ပေါ်တာဆွဲဖမ်းဆီးဖို့ကြိုးစားတယ်။အကြက်ဖက်စစ်ကောင်စီတပ်ကအရာခံဘိုလ်လှကျော်နဲ့တက်ချက်ကြီးညီညီမိုးဆိုသူတို့နှစ်ဦးပြည့်ခတ်ခံရပြီ။နှစ်ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီလို့တရားဝရီခိုင် PDF တရင်383 2ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလည်းပြည့်ခတ်ခံရပြီးအတုံးယုံတိတ်နေကြတဲ့စစ်သားနှစ်ဦးရဲ့မပါအလောင်းပုံတွေကိုပါအတိုင်းသားမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့ ဩဂလ9ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲအုပ်ဖို့မျိုးနဲ့တိမ်မြုပ်ရွာ အခြေဆိုင်အချက်ဖက်စကောင်စီရဲ့ခမရ6ကအရာခံဘူလှကြုံနဲ့တက်ကြွကြီးညီညီမို့ဆိုသူတို့နှစ်ဦးဟာ ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့အုပ်ဖို့တာဆုံးဘက်ထွက်လာတဲ့အချိန် PDF ရဲဘော်၄ဦးကိုပြည်သူတွေလို့ထင်ပြီးဘယ်ကိုသွားမှလဲဘယ်ရွာကလဲလို့မေးပြီးတော့ပေါ်တာဆွဲဖမ်းဆီးဖို့လှုပ်ဆောင်ခဲ့တယ်ဆိုပါတယ်အဲဒီမှာ PDF ရဲဘော်တွေကသူတို့ကိုပေါ်တာဆွဲဖို့စစ်ဆေးတာတွေလာလုပ်နေတဲ့စစ်ကောင်စီတပ်ရဲ့အရာခံဘိုလ်လှကြော်နဲ့တက်ချက်ကြီးညင်ညင်မိုးဆိုသူတို့နှစ်ဦးစလုံးကိုဥကောင်တက်တဲ့တနတ်နဲ့တိတ်ပစ်ပြီးရှင်းလင်းလိုက်ရမှာတော့နှစ်ဦးစလုံးနေရာမှာတွေပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်ဆိုပါတယ် ဲ့ဒီနောက်တေသွားတဲ့စစ်သား2ဦးစီကနေလက်ပြပုံးတစ်လုံးငွေသားကျပ်2သိန်းစစ်မှုထမ်းကတ်တစ်ခုစစ်မှုထမ်းစစ်ဆေးရေးစာအုပ်တအုပ်မပုံတင်ကတ်တစ်ခုလိုင်းစင်ဓာတ်ပုံး6ပုံနဲ့မိုဘိုင်းဖုန်း2လုံးတို့ကိုပါတော်လိုင်းရဲဘော်တွေကတင်စီရရှိခဲ့တယ်လို့ဒါယဝရီကန်ပီဒီတရင်383ညာ2ရက်တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ဒင်းတိုင်းတိုင်းလောင်းလုံးမြို့နယ်ကြောင်နီမော်ကျေးရွာရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကသူတို့စစ်တပ်လက်အောက်ခံပြူစော်တီတွေကိုပါအကြောင်းမဲ့ပြန်လဲရိုက်နှက်နှိပ်စက်မှုတွေကြောင့်ပြူစော်တီဒုကောင်ဆောင်ကိုလာဆိုသူဟာလက်နက်ပါယူလာပြီးတော်လိုင်းရဲ့တတွေစီကိုထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာတယ်လို့လောင်းလုံးမြို့နယ်ပကပတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့ဩဂုတ်လ၈ရက်နေ့မှာပဲလောင်းလုံးမြို့နယ်ကြောင်နီမော်ကျေးရွာကပြူစော်တီဒုကောင်ဆောင်ကိုလာဆိုသူဟာ လက်နက်ခဲယမ်းတွေနဲ့အတူလောင်းလုံးမြို့နယ်ပကပအဖွဲ့အစည်းကိုအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်လာတဲ့ပြူစောတီတူကောင်းဆောင်ကိုလားဆိုသူရဲ့ပြောဆိုချက်အရလောင်းလုံးမြို့နယ်ကြောက်နေမော်ကြေးရွာရောက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေဟာသူတို့စစ်တပ်လက်အောက်ခံပြူစောတီတွေကိုပါအကြောင်းမဲ့ရိုက်နှက်နှိပ်စက်တာတွေလှုပ်လာတဲ့အတွက်ပြူစောတီတူကောင်းဆောင်ကိုလားဆိုသူဟာတော်လန်ရေးတပ်တွေစီကိုလက်နက်နဲ့အတူထွက်ပြေးလာပြီးအလင်းဝင်ရောက်လာရတာဖြစ်တယ်လို့ပြောထားပြီးတော့ အဲ့ဒီဒူပူစောတီကောင်းဆောင်ကိုလားဆိုသူအလင်းဝင်လာပြီးတဲ့နောက်မှာပဲအဲ့ဒီကြောင်းညီမောခြေရောမှာရှိတဲ့ပူစောတီတွေကိုစစ်ကောင်စီတပ်ကလက်နက်ပေးမကင်တော့ပဲဖုန်းတွေပါတိမ်းထားတယ်လို့လောင်းလုံးမြို့နယ်ပကပတာဝန်ခံရဲဘော်ရှဲတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မွန်ပြည်နယ်ရေးမြို့နယ်ကကြောင်းချေးရွာမှာရှိတဲ့အချက်ဖက်စကောင်စီရဲ့ခမရ9ကုတ္တဘဟုကင်းကို ဒေါ်လန်ကြီးတတွေကမွန်တော်လန်ရင်းနစ်နဲ့ရှင်းလေးလုံးနစ်အထိတ်မှန်ဖြစ်ဒရုန်းတွေနဲ့ဘုံးတွေစက်တိုက်ချဲချတိုက်ခိုက်ခဲ့တယ်လို့ MSRF တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့ဩဂုတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေမြုံနယ်အခြေဆိုင်အချက်ဖတ်စစ်ကောင်စီရဲ့စကခစကူလက်အောက်ခံကျောင်းရွာကခမရ991ဗဟုကင်းကိုဒေါ်လန်ကြီးတတွေကမွန်တော်လန်ရင်းနစ်နဲ့ရှင်းလေးလုံးနစ်အထိတ်မှန်ဖြစ်ဒရုန်းတွေနဲ့ဘုံးတွေစက်တိုက်ချဲချတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း ဘုံကင်းမှာရှိနေတဲ့စစ်ကောင်စီတပ်သားတွေဟာဒရုန်းပုံတွေချာမှာပဲတောင်ပြေးမြောက်ပြေးနဲ့ကစင်ကလေးတွေဖြစ်ကုန်ကြပြီးစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုအရေအတွက်အတိအကျကိုတော့ဆက်လက်အတည်ပြုနေပါတယ်လို့ MSRF တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ကချင်းပြည်နယ်ဖားကတ်မြို့နယ်မှာအကြံဖက်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားနေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီးအထိနာနေတဲ့စစ်ကောင်စီတပ်က ဘာမှမဆိုင်တဲ့အယတပြည်သူတွေနေထိုင်ရာနေရာတွေဘက်ကိုလှည့်ပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့်မြို့သမီးတို့ဦးသေဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ၅ဦးကဒဏ်ရာတွေရထားတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်။ဩဂုတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကည9နာရီလောက်ကပဲဘာကံမျိုးအခြေဆိုင်အချက်ဖက်စစ်ကောင်စီရဲ့တပ်မဂုံးကနေဆိုင်းတောင်ချေးရွာအတွင်းနဲ့စူတောင်းကုန်းဘက်ကယတပြည်သူတွေနေထိုင်ရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်ဆိုပါရယ်။အဲဒီမှာစစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီးကြီးတွေဟာ ဆူတောင်းကုန်းတဲ့ကြောက်ရောက်ပောက်ကွဲပြီးအမျိုးသမီးတဦးတေဆုံးသွားတဲ့အပြင်နောက်ထပ်ပြည်သူ၅ဦးကဒဏ်ရာရရထားတယ်လို့ KIA စီးရဲတရင်ရင်မိကပြောထားပါတယ်။အဲ့ဒီလိုအကြံဖက်စကောင်စီရဲ့ဖာကန်တက်မဂုံးနဲ့သူတို့တဆွဲထားတဲ့နေရာတွေကနေပြည်သူတွေနေထိုင်ရာဘက်တွေကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်မှုတွေကြောင့်ဖာကန်မှာရသားပြည်သူတေဆုံးမှုတွေဟာနေ့စဉ်နှီးပါးကိုရှိလာပြီးဖာကန်မှာစစ်တပ်ကရောက်လာတဲ့နှစ်လတာအတွင်း သူတို့စစ်တပ်ရဲ့ပြစ်ခတ်မှုတွေကြောင့်ဖားကန်ပြည်သူအယောက်60ဝန်းကျင်သေဆုံးထားပြီးဖြစ်တယ်လို့ဒဏ်ရာရတဲ့ပြည်သူတွေဟာလည်းအယောက်150နီးပါးအထိရှိလာပြီးဖြစ်တယ်လို့ KIA စီးရီးသတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိအချိန်ထိလည်းဖားကန်မြို့မော်မောင်းလျံစုံငိုင်းရံအမိုက်ပုံနဲ့ဖားကန်တင်းကျိုင်းဘက်တွေမှာစစ်ကောင်စီတပ်ကစစ်ကြောင်း၄ကြောင်းနဲ့လှုပ်ရှားနေတဲ့အတွက် KIA ပူးပေါင်းတပ်တွေနဲ့နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ အချက်ပစကောင်စီတက်ရဲ့လေချောင်းတက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင်လူအခွင့်ရေးချိုးဖောက်မှုတွေကြောင့်2025ခုနှစ်ဇွန်လလအတွင်းမှာတည်းအမျိုးသမီး64ဦးအထိတိတ်ဆုံးခဲ့ရတယ်လို့မြမအမျိုးသမီးတမက BWU ကနေထုတ်ပြန်ထားပါတယ်တိတ်ဆုံးသူ64ဦးထဲမှာစကောင်စီတက်ရဲ့လေချောင်းပုံချဲမှုကြောင့်အမျိုးသမီး52ဦးပြည်သူနေအိမ်တွေကိုလက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသမီး၁၁ဦးနဲ့ဆေးဝါးကုသမှုမရမှုကြောင့်နိုင်ငံရေးအကျဉ်းသူ၁ဦးစုစုပေါင်း အမျိုးသမီး64ဦးတေဆုံးခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီတေဆုံးသူအမျိုးသမီး64ဦးတဲက14ဦးကတော့အသက်18နှစ်အောက်ကလင်းငယ်တွေဖြစ်ကြသလိုနောက်ထပ်အမျိုးသမီးအယောက်80ဟာလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ BW ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။အဲ့ဒီလိုဒဏ်ရာရခဲ့တဲ့အမျိုးသမီးအယောက်80တဲမှာဆိုရင်လေဒီကြောင်တက်ခိုက်မှုကြောင့်ဒဏ်ရာရသူအများဆုံးပါဝင်ပြီးမိုင်းကြောင်ထိခိုက်ဒဏ်ရာရသူနဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်ဒဏ်ရာရသူတွေလည်းပါဝင်ပါတယ်။စစ်ကောင်စီတပ်ဟာ ်ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာတင်အရင်လရီတက်လေးကြောင်းဘုံကျဲတက်ခိုက်မှုတွေကိုပုံမှုအသုံးပြလာပြီးအကြံဖတ်လုံရက်တွေကိုတွင်တွင်ကြဲကြဲပြုတ်လုခဲ့တယ်လို့လည်းမြမအမျိုးသမီးတမကကထုတ်ပြန်ထားပါတယ်ခင်ဗျโอเคဒါတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါရန်ကုန်ခစ်တက်ရဲ့ ykdnews.com website မှာလည်းချိန်နှိမ့်မြနေ့စဉ်သတင်းတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်